ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာနေ့လည်ကပဲကျွန်မပြောခဲ့ပါသေးတယ်အမျိုးသမီးဘောလုံးပြိုင်ပွဲရဲ့မြမလက်ရွေးစင်အမျိုးသမီးပါဝင်တဲ့အုပ်စုမှာအုပ်စုဒုတိယပွဲစဉ်ရဲ့ဒုတိယနောက်ပွဲစဉ်အဖြစ်ကစားမဲ့ဖိလစ်ပိုင်နဲ့ BNN ပွဲစဉ်မှာကမောက်ကမရလထွက်ပေါ်လာရင်ဒီအုပ်စုကဇလန်းရှုပ်သွားဖို့ရှိနေတယ်ထိုင်းဟာအဲ့ဒီအကွက်ကိုလိုချင်နေတယ်လို့ကျွန်တော်ခံမှန်းစကားလေးပြောခဲ့ပါသေးတယ်တကယ်လည်းအဲ့ဒါဖြစ်လာပါတယ် ဖိလစ်ပိုင်က BNL ကိုတခုခုမရှိနိုင်နိုင်သွားတယ်ဒီတော့ပြဿနာရှိလာပြီမြန်မာလူကြီးစီမြို့မိသိန်းဟာနှစ်ပွဲကစားနှစ်ပွဲနိုင်ပေမဲ့အုပ်စုမတက်သေးပါဘူးဘာကြောင့်အုပ်စုမတက်လဲတစ်ဖက်မှာ BNL ဖိလစ်ပိုင်သုံးမှတ်သုံးမှတ်စီသွားပြီအုပ်စုနောက်ဆုံးပွဲစဉ် BNL ကမြန်မာနဲ့ကစားမယ်ဖိလစ်ပိုင်ကမလေးရှားနဲ့ကစားမယ်ဖိလစ်ပိုင်မြို့မိသိန်းကမလေးရှားကိုဂိုးပြတ်နိုင်ရင်ရှောက်မဲ့ရမယ်ဒါပါတော့ ဲ့ဒီမှာ BNN ကမြန်မာကိုနိုင်ရင်ရှောက်မှန်း၃သိန်းရှောက်မှန်းတူသွားပြီဒီတော့ဂိုးကွာချချက်အရေးကြီးလာပြီ BNN ကလက်ရှိမှာဂိုးကွာချချက်ရအသာစီးနေတာမှရှိတယ်ဖိလစ်ပိုင်ကလည်းအုပ်စုနောက်ဆုံးပွဲစဉ်မှာမလေးရှားကိုရရတော့ဂိုးသွင်းဖို့ပြင်ဆင်ထားမှာပဲသူရဲ့ first line အလုံးကိုထုတ်ပြီးတော့သူကစားလာမှာချိန်လေးနေပါခင်ဗျာမြန်မာလက်ရှိစဉ်မျိုးသိဘောလုံးစဉ်ကတော့အုပ်စုနောက်ဆုံးပွဲစဉ်မှာ BNN နဲ့ကစားမှာဖြစ်တဲ့အတွက်ပွဲချက်ပါပြီအဲ့ဒီပွဲစဉ်မှာ တစုံတစ်ခုမှရင်ဖြစ်ခဲ့ရင်မြမလက်ရွေးစီမျိုးသမီးတင်းဟာအုတ်စုအဖွဲပွဲစဉ်နှစ်ပွဲလုံးကိုအနိုင်ရပါရဲ့နဲ့အုတ်စုကပြုတ်ပြနေတာဖြစ်သွားမှာခင်ဗျဒီတော့အုတ်စုနောက်ဆုံးပွဲစဉ်မှာဘလို့အခင်းချင်းကိုပွဲထုတ်မလဲဆိုတာဟာတော်တော်လေးကိုအရေးကြီးလာပြီအမျိုးသမီးအာဆီယံချန်ပီယံရှစ်ပြိုင်ပွဲတုန်းကလည်းဒီလိုအနေထားကိုကြုံခဲ့ရပါတယ်မြန်မာလေးရေးစီမျိုးသမီးဘောလုံးသင်းဟာအုတ်စုဝင်ပွဲစဉ်မှာအော်စတြေးလျ23သင်းကိုအနိုင်ရခဲ့တယ်။အုတ်စုဒုတိယပွဲစဉ်ကိုရောက်တော့ ်ဩစတြေးလျနဲ့စတောင်းမျိုးသမီးတွေကဖိလစ်ပိုင်ကိုနိုင်သွားတယ်။ဒီတော့အုပ်စုနောက်ဆုံးပွဲစဉ်မှာဖိလစ်ပိုင်ကိုလုံးဝရှုံးလို့မရဘူးဆိုတဲ့အနေထားနဲ့မြန်မာလက်ရည်စင်မျိုးသမီးဘောလုံးတင်ကစားခဲ့ရခင်ဗျ။ဒီဒီချိန်မှာလည်းအဲ့အနေထားတိုင်းမှာပဲ BNN ကိုမြန်မာလက်ရည်စင်မျိုးသမီးဘောလုံးတင်ဟာရှုံးခွင့်မရှိတော့ပါဘူး။ရှုံးရင်အုပ်စုကပြုတ်ဖို့ရာခိုင်နှုန်းများပါတယ်ခင်ဗျာ။ဒါကြောင့်အုပ်စုနောက်ဆုံးပွဲစဉ်ကို မြမလက်ရွေးစဉ်အမျိုးသမီးသင်းဟာဘိုးလူပွဲတစ်ပွဲလို့အသေးအတန်ကစားရတော့မယ်ဆိုတဲ့အကြောင်းပြည်သက်တွေသိရှိအောင်တင်ဆက်ပေးပြလိုက်ပါရခင်ဗျာကြည့်ရှုအပေးပြည်သက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ